လက်တွေကသူရရဲ့သူ့လောကကိုပထမစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်ထင်နေကြတော့လည်းပဲလက်တွေကလူတွေနဲ့အလုံးပတ်သက်မှုရှိတယ်ဘာဖြစ်လို့လဲဆိုနုပိမကုသကောင်းမှုတို့ပြီးနတ်ပြည့်ရောက်သွားကြတာဆိုတော့သူ့လောကအရေးကိုလက်တွေကပိုစိတ်ဝင်စားတယ်သူပြောသူ့ပြည့်ကစီးပွားရှာလို့ကောင်းတယ်သူ့ပြည့်ကိုစီးပွားရှာကြသူ့ပြည့်ကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာ နှစ်ပြည့်မှာဘုရားကိုချီးပြီးချမ်းသာတာနေတော့ကြစိဝါရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအရရောက်တာဆက်ဆံမှုတွေရရှိတယ်တနေရာထဲမှာတဘွားတဲ့မြဲနေကြတာမဟုတ်ဘူးနှစ်ပြည့်နဲ့တွေ့နေဆက်ဆံမှုဆိုတာအလုံးကိုတရားတယ်ညဆက်ပြဟောတဲ့ထိုးထသားကလေးတွေပါနဲ့နှစ်ပြည့်အကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးနှစ်ပြည့်ကိုမေတ္တာပို့ပါအမြတ်ဝေပါအမြတ်ဝေပါ ်နေရာအစ်စ်နေတိုင်းနေတိုင်းရဆက်ပြရအဲ့ဒီလိုနေရာတိရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီလက်တွေကိုမြှောက်ဝေးပါတဲ့လူတွေလည်းမြှောက်ဝေးကြတာပဲသို့သောကိုမြှောက်ဝေးတာကိုတိတဲ့လူကကိုမိတ်ဆွေအနိပါပဲရှိအနေပဲရှိနော်ကိုမြှောက်ဝေးတာကိုစောင့်စားမျှော်လင့်နေတာကတော့လက်တွေပဲကုသကောင်းမှုလုပ်ပြီးတော့လက်တွေကစောင့်စားမျှော်နေအဲလူတွေကမသိဘူး ထကြောင်မလို့မြတ်စွာဘုရားနေရတဲ့နေပြီဆိုလို့ရှိရင်ကုသကောင်မှုလုပ်ပြီးနတ်တွေကိုမြတ်ဝေပါတဲ့အမြတ်ဝေလို့ရှိရင်တတ္တိရဲ့မေတ္တာကိုရပါတမန်လေးဒူတော်မဖိတ်ကျွေးလဲလို့ရှိရင်မေတ္တာရောက်သွားတာတတိဆန်ကျပိုသိတာလေလေပဲ့တဲ့ခွေတောင်ကျွေးလို့ရှိရင်လေကိုမြေအမင်းနဲ့ပြိဆာသိတယ်အဲ့တော့နတ်တွေလည်းကုလို့ဖိတ်ပြီးတော့အမြတ်နဲ့ဘေးဝေလိုက်တဲ့အခါမှာ သူတို့ကျင့်တဲ့မေတ္တာရောက်တယ်။သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းမေကျောင်းရတယ်မကောင်းတာမကျုံဘူး။ပြည့်စုံသက်စုံမကျုံတော့ဘူးလို့သူတို့ဆိုတယ်။